မြန်မာနေဦးခရိုနီကယ်မတ်ဆက်ရှစ်မြင်ကွင်းအာစာတီထောင်သူကောင်းဆောင်တဲ့ကိုဦးကိုဘင်္ဂလားဒေ့ရှ်ကဖမ်းဆီး2016ခုနှစ်အောက်တိုဘာလနဲ့2019ခုနှစ်ဩဂုတ်လတွေမှာရခိုင်ပြည်နယ်ကနေကြားဆောင်ရဲကင်းရဲစခန်းတွေကိုစတင်တိုက်ခိုက်ခဲ့ရာကလူမျိုးတုံးတပ်ဖြတ်မှုတွေဖြစ်ပွားလာခဲ့တဲ့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တီထောင်သူနဲ့ကောင်းဆောင်ဖြစ်သူအတာဥလာအပူအမဂျွန်နူနီကိုဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ RAB ကမလ၁၈ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။ ခုလိုဆယ်စုနှစ်တခုကျော်ကြာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာခြေဆိုင်ပြီးပကိုင်းပြည်နယ်နယ်စပ်ဒေသတွေမှာပျောက်ကြားတိုက်ခိုက်မှုလှုပ်ရှားမှုတွေနဲ့လုံခြုံတပ်ဖြတ်မှုတွေအတွက်တာဝန်ရှိတဲ့အာဆာဖွဲ့ရဲ့ကောင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ RAB လို့ခေါ်တဲ့အထူးရက်တပ်ဖွဲ့ကဖမ်းဆီးလိုက်ခြင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ရိုဟင်ဂျာအရေးနယ်စပ်မှာလှုပ်ရှားနေတဲ့လက်နက်ကိုင်ဖွဲ့တွေနဲ့ပတ်သက်လို့မူဝါဒပြောင်းလဲသွားပြီလားဆိုတဲ့ယူဆချက်တွေလည်းပေါ်ထွက်လာစေတာဖြစ်ပါတယ်။ရိုဟင်ဂျာလူနည်းစုတွေဖိနှိပ်ခံနေရတာကြောင့် အကောင်းခွင့်ရေးတွေရရှိဖို့အတွက်ဖွဲ့စည်းခဲ့တာလို့ဆိုသည့်တိုင်အာဆာဖွဲ့ဟာအခိုင်ပြင်းနယ်တွေကရိုဟင်ဂျာကြေးရွာတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဒုက္ခသည်စခန်းတွေမှာရေဂျာလူမှုတိုင်ဝမ်ကောင်ဆောင်ချုပ်ကိုတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တာဖြစ်ပြီးအေလက်နက်ကင်တက်နဲ့အာနာသိန်းစစ်ကောင်စီတပ်တွေပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေဖြစ်လာတဲ့2023အကုန်2024ခုနှစ်တွေမှာတော့ စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်တာသို့မဟုတ် AA ရဲ့တိုက်ခိုက်မှုကိုခုခံတိုက်ခိုက်နေရတဲ့စစ်ကောင်စီတပ်ဖက်ကခုခံကာကွယ်တိုက်ခတ်မှုတွေလှုံ့ဆော်ပေးခဲ့တယ်ဆိုတဲ့ဆိုးဆွဲချက်တွေလည်းရှိနေကြတာဖြစ်ပါတယ်။ Arakan Rohingya Salvation Army လို့လူသိများတဲ့အာဆာလက်နက်ကိုင်ဖွဲ့ကိုအချို့ကဂျမ်ဖက်လက်နက်ကိုင်ဖွဲ့ဖြစ်သတ်မှတ်ထားကြပြီး Jihad လို့ခေါ်ဆိုတဲ့ဘာသာရေးပေါ်ခြေခံတဲ့ယူဆနဲ့လက်နက်ကိုင်တိုက်ခိုက်တဲ့အဖွဲ့ဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ခုဖမ်းဆီးခံရတဲ့ကောင်းဆောင်ဖြစ်သူအထာဦးလာဟာ ဒီဒေသမှာမွေးဖွားကြီးပြင်းသူတအုပ်မဟုတ်ပဲပါကစ္စတန်နိုင်ငံကရာချီမြို့မှာမွေးဖွားကြီးပြင်းသူဖြစ်ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေမှာလှုပ်ရှားမဲ့အာဆလန်နိုင်ငံဖွဲ့ကိုဆော်ဒီအာရေဗျနိုင်ငံမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ် မကိုင်းပြည်နယ်တွင်နဲ့အိန္ဒိစနိုင်ငံမှာဒုက္ခသည်ဖြစ်နေထိုင်နေကြရတဲ့ရိုဟင်ဂျာလူမှုတိုင်းဝိုင်းနေနဲ့လဲအာဆာလနဲ့ဂိုင်းဖွဲ့ရဲ့လှုပ်ဆောင်မှုအားလုံးကိုထောက်ခံအားပေးနေတာမျိုးမဟုတ်တယ်လို့အာဆာရဲ့ရဲစက်ပြက်တက်ပြက်မှုပြန်ပေးဆွဲမှုတွေကိုထောက်ပြဝေဖန်နေသူတွေပြောက်ကွယ်သွားတာအပြက်ခံရတာတွေအတွက်လဲအာဆာဖွဲ့မှာတာဝန်ရှိနေတာဖြစ်ပါတယ်အဆလနဲ့ကိုင်းဖွဲ့နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံပတ်မှာဝင်ထွက်လှုပ်ရှားနေခဲ့တာဆယ်စုနှစ်တခုကျော်ရှိခဲ့တယ်လို့ရိုဟင်ဂျာဒုက္ခသည်စခန်းမှာကျူးလွန်တဲ့တပ်ဖြတ်မှုတွေနဲ့ပတ်သက်လို့အဆအဖွဲ့ကတာဝန်ရှိတယ်လို့လည်းသိရှိခဲ့ပေမဲ့ ။အာဆန်လက်နက်ကင်ကောင်းဆောင်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့တာမတွေ့ခဲ့ရပဲ။ခုလိုချိန်ကျမှဖမ်းဆီးဖို့ဘလို့အကြောင်းရင်းကစေစုံလာတာလဲဆိုတဲ့မေးခွန်းလည်းပေါ်ထွက်လာပါတယ်။ဂျမန်နေကအာဆန်ကိုဖမ်းဆီးတဲ့အဖွဲ့ဖြစ်တဲ့ Rapid Action Battalion လို့ခေါ်ဆိုတဲ့အထူးရဲတွေဟာ2004ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့အထူးရဲအဖွဲ့ဖြစ်ပြီးလုတ်ပိုင်ခွင့်အာဏာရှိတဲ့အဖွဲ့ဖြစ်တယ်လို့ဥပဒေမဲ့တပ်ဖြတ်မှုတွေကျွလွန်ထားတယ်ဆိုတော့ဆွဆွဲခံရမှုတွေရှိတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအာဏာရှင်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ရှိတ်ဟာစီနာအစိုးရပြုတ်ကြပြီးနောက်ရွေးကောက်ပွဲကျင်းပပြီးဖို့ကြားပြအစိုးရဖြစ်တာဝန်ယူထားတဲ့ကမ္ဘာ့နိုဗယ်ဆုရှင်တဦးဖြစ်သူမူဟာမက်ယူနုစ်ကအစိုးရဖွဲ့ကောင်းဆောင်ဖြစ်တာဝန်ယူထားခြင်းလည်းဖြစ်ပါတယ်။နေဆက်မြင့်ရဲ့တစ်ဖက်မှာတော့ဆဲဆုနစ်ပေါင်းများစွာထိန်းချုပ်အုပ်ချုပ်လာတဲ့မဟုအစိုးရရဲ့လက်နက်ကိုင်တပ်တွေကိုရခိုင်တပ်တော်ကတိုက်ခိုက်အောင်မြင်ကတိမ့်ပိုက်အုပ်ချုပ်ထားခြင်းခုရဲ့ပိုင်းတွင်ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလာရောက်ခဲ့တဲ့ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်က ရိုဟင်ဂျာဒုက္ခသည်ရေးကိုဖြေရှားဖို့ရမှာအာရကန်အာမီနဲ့လည်းထိတွေ့ဆက်သွယ်စကားပြောဆိုရမယ်အဖွဲ့အဖွဲ့အဖြစ်မှတ်ချက်ပေးပြီးရပိုင်းချမှာခုလိုအာဆလန်နဲ့ကိုင်းဖွဲ့ရဲ့ကောင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။ဒီဖြစ်ပျက်တွေကိုဆက်ဆက်သုံးသပ်ကြည့်ရင်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ရခိုင်နဲ့ပတ်သက်တဲ့အပြေးဖြေရှင်းမှုအခြေခံရည်တည်ချက်စဉ်းစားဖို့မဟာဗျူဟာအနည်းဗျူဟာတွေစတင်ပြောင်းလဲလာပြီလားဆိုတော့တွေးခေါ်မှုတွေလည်းပေါ်ထွက်လာစေတာဖြစ်ပါတယ်။အာဆကောင်းဆောင်နဲ့၎င်းဖွဲ့ဝင်တွေကို ခုလိုဖန်ဆီးမှုပေါ့နောက်ယူဆချက်တခုကကြာသေးတဲ့ရခိုင်ပြည်နယ်စစ်ပွဲတွေတွင် AA ရဲ့ထူးစစ်တွေကိုခုခံကာကွယ်ဖို့စစ်ကောင်စီတပ်တွေနဲ့အတိုင်းအတာတခုထိပူးပေါင်းမှုရှိခဲ့တဲ့အာဆလန်နဲ့ဂိုင်းတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကိုဖန်ဆီးခြင်းဟာသိုးရွားတဲ့လူခွေရေးချိုးဖောက်မှုတွေကျူးလွန်ထားတဲ့ဂျမ်ဖက်လက်နက်ကိုင်ဖွဲ့အစည်းတခုရဲ့ခေါင်းဆောင်ကိုတရားမျှစီရင်နိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်အကောင်ဖွဲ့ကိုတုံးချခဲ့တဲ့စစ်ကောင်စီတပ်ရဲ့တာဝန်ရှိသူတွေခေါင်းဆောင်တွေရဲ့ကျူးလွန်မှုတွေကိုလည်း ICC လိုတရားရုံးမှာတရားစီရင်နိုင်ဖို့အချက်လက်အားဖြင့်ရော အမတရားအောင်ပွဲခံမှုဖြစ်ပြရုပ်ဖြစ်ရှုမြင်မှုတွေလည်းရှိကြတာဖြစ်ပါတယ်။ဒါ့အပြင်အထက်ကဖြစ်နိုင်ခြင်းနှစ်ရက်ထက်ကမဟုတ်ပဲနားလေရခက်ခဲတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးရဲ့အုံချပြန်ဆက်လန်းဆက်ကွက်တစ်ခုမဖြစ်ဖို့လည်းမျှော်လင့်ရပါတယ်ရှင်။